အားလုံးမင်္ဂလာပါရှင့်မြေစုကင်းမြန်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြေစုတို့ဒီ Attack on Titan Collaboration နေနဲ့ထွက်ရှိလာတဲ့ event အကြောင်းနဲ့ price bet အကြောင်းကိုပြပြပေးခြင်းပါတယ် Attack on Titan Collaboration မှာဆိုလို့ရှိရင်မြေစုတို့က event ကို၃ခုမြင်တွေ့ရမှာဖြစ်ပါတယ်ပထမဆုံးတော့ price bet ပေါ့နော်ပြီးလို့ရှိရင် lucky spin တစ်ခုလာတာကိုတွေ့ရတယ်အဲ lucky spin တစ်ခုနှစ်ခုမှာဆိုလို့ရှိရင်လည်းတစ်ခုကတော့ဒါကတော့ app upgrade အနေနဲ့ကတော့အဲ blade ပေါ့နော် blade upgrade တစ်ခုပါမယ် ောက်တစ်ခုအနေနဲ့ကကြတော့မျိုးစို့အန်ဖော်မန်စ်ကိုတော့ Titan Titan ဒီ Mother ပေါ့နော်ဒီ Titan ရဲ့ကြက်သားပုံစံနဲ့ influence တစ်ခုပါမယ်ဆိုတော့ lucky spin အနေနဲ့ကတော့နှစ်ခုပါရှိမှာပဲဖြစ်ပါတယ်။အဲဒီထဲမှာမမျက်စုကဒီ price pack ရဲ့ mission လေးတွေအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်။ price pack အနေနဲ့ကတော့ထုံးစံအတိုင်းပဲ UC 600နဲ့ ဖွင့်ရမှာဖြစ်ပါတယ်ပြီးရင်တော့မြေဆိုတို့ဒီ30ရက်5လအနေစပြီး6ရက်9လအတွင်းမှာပဲမရှင်လေးတွေဖြည့်သွားရင်လည်းမသူပေးထားတဲ့ rewards လေးတွေပေါ့နော်ဒီအောက်မှာတန်းလေးမှာပြထားတဲ့ rewards လေးတွေ gas skin တို့ဒီ lady skin တို့စသဖြင့်ပေါ့နော်အဲ့ဒီ rewards လေးတွေရရှိမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့မြေဆိုတို့ price ပတ်မှာပါရှိတဲ့ mission လေးတွေအကြောင်းကိုကြည့်ကြရအောင် မရှင်မှာတော့မျက်စုကအပိုင်းပေါ့နော်ဒီမှာပြထားတဲ့ activity mission challenge mission extra mission နဲ့ collaboration mission ဆိုတဲ့အပိုင်းလေးတွေလိုက်ခွဲခြားပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။အော်ထဲမှာဆိုလို့ရှိရင်တော့ तू ကအကုန်လုံးရောနေတယ်ပေါ့နော်တခုချင်းစီဆိုလို့ရှိရင်တော့ပို့ပြီးရရှင်းရှင်းလင်းလင်းသိရအောင်လို့အပိုင်းလေးတွေနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်။ activity mission နဲ့မှာကြည့်မယ်ဆိုလို့ရှင်တော့မျိုးသူတို့ဒီ game နဲ့ဝင်သွားမယ်ဆိုလို့ရှင် login အနေနဲ့ game နဲ့ကိုနောက်ပိတ်ဆုံးအများဆုံးဝင်ရမယ့်ရက်ကမျိုးသူတို့ရက်30ပေါ့နော်တလဆိုတော့တရက်တစ်ခါ game နဲ့ကိုဝင်လိုက်တာနဲ့ရက်30ပြရတယ်ဒီမှာသူပေးထားတဲ့ point တွေ point တွေရရှိသွားမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီ game နဲ့မှာပဲဒီ မိနစ်2040အထိမျိုးစုတို့ကပုံဆုံးပေးမယ်ဂိမ်းထဲမှာဆော့ကစားပေးမယ်ဆိုလို့ရှိရင်သူပေးထားတဲ့ point အကုန်လုံးရရှိမှာဖြစ်ပါတယ်ဆိုတော့ဂိမ်းထဲမှာအနည်းဆုံးအနေနဲ့ကတော့မိနစ်60ကနေစရတယ်တနာရီကနေစပြီးတော့မှမိနစ်2040အထိကို သုံးပြုပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကအနေနဲ့ကျတော့ဒီ classic mode တွေကိုဆော့မယ်ဆိုလို့ရှိရင်မိနစ်60ပေါ့နော်မိနစ်60ကနေစပြီး classic mode တွေကိုမိနစ်1200အထိဆော့ပေးရမှာဖြစ်ပါတယ်။အဲ့လိုဆိုလို့ရှိရင်ဒီ activity mission အကုန်လုံးကပြည့်သွားမှာဖြစ်ပါတယ်။နောက်တစ်ခု challenge mission အများအားဖြင့်ကတော့ challenge mission ပါတွေလောက်ရမလဲ extra mission ပါတွေလောက်ရမလဲဆိုတဲ့ပုံမှန်မူတည်ပြီးတော့မေးကြတာများတယ်ပေါ့နော်။ဒါ challenge mission မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ teammate ကို like နှစ်ကြိမ်ပေးရမှာဖြစ်ပါတယ်။အဲ့ရနေမှာ like 10ကြိမ်အထိပေးရမှာဖြစ်ပါတယ်ရှင်။ တော့ခုတင်းမိတ်ဤကိုဒီပွဲကစားပြီးတော့အပြင်ထွက်တာနဲ့တင်ကိုဒီ like ကလေးတွေပေးုံနဲ့ပေါ့နော်ဒီ mission ကပြည့်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ classic mode ဆော့ပြီးတော့မှာ health ပေါ့နော်ကိုယ့်ရဲ့ဒီအသက်ပေါ့အသက်ကို900 800စသဖြင့် restore နောက်ဆုံးပိတ်800အထိကိုပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်တလေးတွေရော့သွားတယ်ဆို bandage လေးစီးတာပဲဖြစ်ဖြစ်ပေးဖြည်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးနဲ့ health ကို restore လုပ်လုပ်သွားရင်လည်း health restore 100အထိရောက်သွားရင်ဒီ mission ကပြည့်သွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ ဒီ metro ride ရဲ့ဒါမှမဟုတ်ရှင် classic mode ကိုကိုတငယ်ချင်းနဲ့နှစ်ပွဲပြအောင်ဆော့ပေးရမယ်။နောက်ဦးဆုံးအများဆုံးအနေနဲ့ကတော့15ပွဲပြအောင်ပေါ့နော် metro ride ရဲ့ or classic mode ကို15ပွဲပြအောင်ကိုတငယ်ချင်းနဲ့အတူဆော့ပေးလိုက်မယ်ဆိုရင်ဒီမျိုးပြီးသွားမှာပါ။နောက်တစ်ခုအနေနဲ့ကတော့ metro ride ရဲ့ပစ္စည်း classic mode ကိုဖြစ်ပစ္စည်းမီတာတရာအဝေးကနေပြီးတော့5မိနစ်အတွင်းမှာ enemy တကောင်ပစ်ပေးရမယ်5မိနစ်အတွင်းမှာ enemy တကောင်ပစ်ပေးရမယ်နောက်တစ်ခုကကြတော့မီတာတရားဝေးကနေပဲ7မိနစ်အတွင်းမှာ enemy တကောင်ပစ်ပေးလိုက်မယ်ဆိုရင်ဒီ mission 3ခုကပြည့်သွားမှာဖြစ်ပါတယ် ောက်ထပ်တစ်ခုအနေနဲ့ကတော့ Metro Ryan ဖြစ်စီ Classic Mode ရဲ့ဖြစ်စီဆော့ပြီးတော့မှ enemy account 20နောက်ပိတ်ဆုံးပေါ့နော်အကောင့်25កောင်10កောင်15កောင်အကောင့်20ဒီပြပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့က classic mode ဆော့ပြီးတော့မှကြိုက်တဲ့ဂန်ကြိုက်တဲ့လက်နက်ကိုအသုံးပြုပါအသုံးပြုပြီးတော့မှ player 2ချိန်5ချိန်10ချိန်15ချိန် player ကိုအပစ်ပေးလို့ရှိရင်ရပါပြီဥပမာ pam နဲ့ပဲဖြစ်စေဓာတ်နဲ့ပဲဖြစ်စေစသဖြင့်ပေါ့နော်15ချိန်အထိ ဟစ်လုပ်ပြီးလိုက်လို့ရှိရင်ဒီမရှင်ကပြေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ classic mode မှာကာမောင်းရင်းနဲ့မှ enemy တစ်ကောင် enemy နှစ်ကောင် enemy ငါးကောင်အထိကိုပြစ်ပေးရမှာတက်ပေးရမှာဖြစ်ပါတယ်ရှင်ဒါကတော့ challenge mission ဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ extra mission extra mission မှာဆိုလို့ရှိရင် classic mode ဖြစ်စီ royal metro royal ဖြစ်စီဆို classic mode ဖြစ်စေ metro ride ဖြစ်စေအဲ့ဒီမှာ grocer နဲ့ enemy တကောင် grocer နဲ့ enemy 3ကောင် grocer နဲ့ enemy 6ကောင်အထိကိုပြစ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ pesos တွေအာဒီ popularity ရအောင်လောက်ရမှာပေါ့နော် popularity 1500 point 3000 point popularity 1000 point အထိရအောင်ဒီ ် price back ကာလမှာရရှိအောင်လုပ်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ဒီတောက်ကြနေရနေတင်းငွေနေအထိပေါ့နော်။ကြိုက်တဲ့ mode ကိုဆော့ပါ arena ပဲဆော့ဆော့ classic ပဲဆော့ဆော့နှစ်ပွဲပြည့်အောင်ဆော့ရမယ်။၅ပွဲပြည့်အောင်ဆော့ရမယ်။၁၀ပွဲပြည့်အောင်ဆော့ပေးရမယ်။၁၅ပွဲပြည့်အောင်ဆော့ပေးရမှာဖြစ်ပါတယ်။အဲ့တော့တောက်ကြစနေတင်းငွေ၃ရက်လုံးမှာ၁၅ပွဲပြည့်အောင်ဆော့ပေးလိုက်မယ်ဆိုလို့ရှိရင် dimension ကပြည့်သွားမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကတော့ arena mode ကိုဆော့ပြီးတော့မှ damage 600 1200 1800 2400ပြည့်အောင် damage ရအောင်လုပ်ရမှာဖြစ်ပါတယ်။ အတတကုအနေနဲ့ကတော့ classic mode ဆော့ပြီးတော့မှကိုယ့်ရဲ့တင်မိတ်ကို2ချိန်စီမယ်5ချိန်စီမယ်10ချိန်စီမယ်15ချိန်အထိရအောင်စီပေးရမှာဖြစ်ပါတယ် နောက်တစ်ခါတော့ metro ryan မှာပေါ့နော်ဒီတင်မိတ်နဲ့အတူ evacuate လုပ်ပေးရမှာဖြစ်ပါတယ်တစ်ချိန်၅ချိန်10ချိန်ပြည်အောင်လုပ်ပေးရမှာဖြစ်ပါတယ်ရှင့်နောက်ထပ်တစ်ခုအနေနဲ့ကတော့ metro ryan မှာပဲဒီရရှိတဲ့ award ကလေးတွေပေါ့နော်လူလေးတွေကိုတစ်သိန်း၅သိန်းပြအောင်လုပ်ပေးရမှာဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ metro ရရှိတဲ့ဒီလူလေးတွေကနေမှ ပြန်ပြီးတော့မှရောင်းတာပေါ့နော်အဲ့ဒါကတော့တစ်သိန်းရရမယ်၅သိန်းရအောင်ပြန်ပြီးတော့ရောင်းရမှာဖြစ်ပါတယ်ဒါကတော့ extra mission တွေဖြစ်ပါတယ် Python collaboration အနေနဲ့ပါရှိတဲ့ mission တွေအရဆိုလို့ရှင်ကကြတော့ Titan costume ပေါ့နော်ဒီရဲ့အာ price ပဲပွင့်တာနဲ့ level 1မှာစရတဲ့ဒီ Titan costume ပေါ့နော်ဒီဝစ်စုံကိုဝစ်ပြီးတော့မှတပွဲပြည့်အောင်ဆော့ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အဲ့ဒီ Titan ဝစ်စုံကိုဝစ်ပြီးတော့ပဲ classic mode ဆော့ပြီးတော့မှ enemy 9កောင်တက်ရမယ်နောက်တစ်ခုကကျတော့အဲ့ဒီ Titan ဝစ်စုံဝစ်ပြီးတော့ပဲ classic mode မှာ enemy 9កောင်တက်ပေးရမှာဖြစ်ပါတယ်ရှင် နောက်တစ်ခုကကြတော့ဒီ Titan Price Pack ထဲမှာပါရှိတဲ့ဗောနော Classic Mode ဆော့ပြီးတော့မှတပွဲပြအောင်ဆော့ပြရမှာဖြစ်ပါတယ်။နောက်ဒီ Levi's Character Set ကိုဒီဘီနာမှာပြထားတဲ့ Set ဗောနော။ဒီ Set ကိုဝစ်စင်ပြီးတော့မှ Classic Mode ဆော့ပြီး Enemy 9កောင်ဒီတက်ပြရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကကြတော့ဒီ Car Titan Dacia ကားဗောနော။ဒီ Price Pack ထဲမှာပါတဲ့နောက်ဒီကားဒီကားဖြစ်ပါတယ်။ Car Titan Dacia ကားဒီကားကိုအသုံးပြုပြီးတော့မှ မီတာ3000သွားပေးရမှာဖြစ်ပါတယ်ရှင်ပြောရလို့ရှိရင်ဒီကားကိုအသုံးပြုပြီးတော့မှပဲ enemy တကောင်ကိုတက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့မျိုးစလို့ဒီအခု3.8 update မှာပါတဲ့ဒီ string bank criteria ပေါ့နော် event ပါတဲ့ mode ကိုဆော့ပြီးတော့မှ single match arena မှာ titan performance area ဖြစ်တဲ့ event ရှိတဲ့နေရာကိုတစ်ချိန်သွားပေးရမှာဖြစ်ပါတယ် ောက်တစ်ခုအနေနဲ့ကတော့ဒီ3 point update မှာပါတဲ့ event ပေါ့နော် event မှာ titan ဒီ string ရှိရတယ်နော် titan string ကိုထိုးပြီးတော့မှ titan ကြီးပြောင်းပြီးတော့မှတစ်ချိန်လုတ်ပြရမှာဖြစ်ပါတယ်အဲ့ဒါမျိုးကနောက်ဆုံးပြီး3ချိန်အထိပြုတ်ပြရမှာဖြစ်ပါတယ်ဆိုတော့ titan 3ချိန်ပြောင်းပြရမှာဖြစ်ပါတယ်ရှင်ပြောင်းပြီးဆော့ကစားပြရမှာပါနောက်တစ်ခုကတော့ Steam Pack Frontier ကပါတဲ့ DDM key ပါပေါ့နော်မြေကျူပြန်လို့ရတဲ့ key လေးပါအဲ့ဒါလေးကိုတစ်ချိန်သုံးပြီးတော့မှတိုက်ခိုက်ပေးရမှာဖြစ်ပါတယ်။၃ချိန်သုံးပြီးတော့မှတိုက်ခိုက်ပေးရမှာပဲ။နောက်တစ်ခုကကျတော့ DDM key နဲ့တစ်ချိန်ပြန်မယ်။ DDMK ကနဲ့၃ချိန်ပြန်ရမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ခုအနေနဲ့ကတော့ give levice pay gift to one friend ကိုယ့်ရဲ့တငယ်ချင်းကိုဒီ e levice pay gift ပေါ့နော်ဒါလေးကိုတစ်ချိန်ပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီ titans pay gift လေးကိုပေးရမှာဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီ levice pay gift ကိုပဲတငယ်ချင်း၃အောင်ပြရပြရပြီး titans pay gift ကိုတငယ်ချင်း၃အောင်ပြရပေးရမှာဖြစ်ပါတယ်အဲ့တော့ levice pay gift ကိုတငယ်ချင်းတစ်ယောက်ပေးမယ်တငယ်ချင်း၃ယောက်ထိပေးရမှာဖြစ်ပြီးတော့မှ titan pay gift ကိုတော့တငယ်ချင်းတစ်ယောက်ကနေတငယ်ချင်း၃ယောက်ထိပေးရမှာပဲဖြစ်ပါတယ် ဒါဒီအကုန်လုံးကတော့ collaboration mission ကိုဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ချက်တွေပဲဖြစ်ပါတယ်ဟင်ဆိုတော့အလုံးအစီအပြေကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီ price plan နဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်စီ PUBG နဲ့ပဲပတ်သက်လို့ပဲဖြစ်ဖြစ်စီသိချင်တာရှိလို့ရှိရင်တော့မျက်စုရဲ့မျက်စု gaming မျက်စု gaming shop facebook page နဲ့ telegram မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ဒီသမားကိုမျက်စုပြန်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ဟင်အလုံးအစီအပြေကြားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် video လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်အလုံးပဲတတပါ Levi Carrier ဆက်တီဆက်ကိုဝစ်စင်ပြီးတော့မှ